ဒီနေ့မှာနှလုံးသားနာကျင်နေတဲ့သူများဖခင်ဆိုတဲ့မေတ္တာကိုကောင်းကောင်းသဘောမပေါက်တဲ့သူတွေကိုဘုရားသခင်ကသူ့ရဲ့မေတ္တာကိုသင်ပေးมาဖြစ်တယ်။အာမင်။တခါတလေဖခင်မေတ္တာလို့ပြောလိုက်ပြီဆိုရင်ဘယ်လိုခံစားနေရလဲဆိုတော့မီးပြတ်တဲ့ညတွေလိုပဲ။ဘာမှမမြင်ရဘူး။ဒါပေမဲ့ဒီနေ့နားလေစီခြင်းနဲ့သင်ရဲ့အတ္တတဲမှာဖခင်မေတ္တာနဲ့ပတ်သက်ပြီးတော့မှောင်မိုက်ညတွေကိုဖျက်ချော်ရတယ်ဆိုရင်ဒီနေ့ကောင်းကင်ဖခင်အတန်တော်ကိုနားထောင်ကြည့်ပါ။ ကျမပြောပြမယ်မှောင်နေတဲ့အချိန်မှာမမြင်ရပေမဲ့အတန်ကြာရတယ်။မှောင်နေတဲ့အချိန်မှာမမြင်ရပေမဲ့အတန်ကြာရတယ်။တခါမီးပြတ်တဲ့အချိန်မှာကျမရဲ့သမီးလေးကမှောင်သွားတော့အရန်ကြောက်သွားတဲ့အခါမှာမမီးဒေဒီလို့လှမ်းပြီးတော့អော်တဲ့အခါမှာ ကျမက သမီးလေးကို မမီးဒီမှာရှိတယ်ဆိုတော့အချိန်မှာအတန်ပြုတ်ပြေးလိုက်တဲ့အခါမှာကျမသမီးလေးရဲ့နှလုံးသားထဲမှာငြိမ်သက်သွားပြီးတော့မှအဲ့ဒီအမှောင်ဒုကသူ့ကိုပြန်လှည့်ပြီးတော့ထိန်းချုပ်လို့မရတော့ဘဲနဲ့ အမောင်ဒုကိုစန့်ကျင်နိုင်တဲ့ခွန်အားရင်ဆိုင်နိုင်တဲ့ခွန်အားသူ့ရဲ့အတ္တဓာတ်ထဲမှာဖြစ်လာတယ်။ဒီနေ့ဒီမှာဖခင်မေတ္တာနဲ့ပတ်သက်ပြီးတော့အမောင်ဒုကြနေတဲ့သူတွေဖခင်ရဲ့အတန်တော်အားဖြင့်သင်ဟာအဲ့ဒီဖခင်မေတ္တာဆိုတဲ့အရာဘာလဲဆိုတော့ကိုသဘောပေါက်မဲ့နေ့ဖြစ်တယ်အာမင်။ဖခင်လို့ပြောလိုက်ပြီးဆိုရင်အော်အဲ့ဒါကစာထဲမှာရှိတာအဲ့ဒါကသူတို့ဘာအတွက်အဲ့ဒါကငါနဲ့မဆိုင်ဘူးလို့ထင်နေတဲ့ပုံကိုတချို့ရှိပါလိမ့်မယ်။ နော်ဆရာထွန်းအောင်ဆင်းဆိုရင်မနေ့ကလူငယ်အစီအစဉ်မှာဖခင်မေတ္တာနဲ့ပတ်သက်ပြီးတော့ဝင်ခါတာကောင်းလိုက်တာလူငယ်တွေအားလုံးမျက်ရည်တွေပေါက်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 ကျပြီးတော့မှအိမ်မှာရှိတဲ့အဖေကိုပြေးဖက်ခြင်းလောက်တဲ့အထိဖြစ်သွားတယ်။ဒါပေမဲ့သူကဖခင်မေတ္တာကိုအပြည့်အဝခံစားခဲ့ရတဲ့သားတယောက်မဟုတ်ဘူး။ဖခင်နဲ့ပတ်သက်ပြီးတော့နာကြီးချက်တွေအပြည့်နဲ့ရှိခဲ့တဲ့နော်လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ဘုရားသခင်ဟာသူ့ရဲ့နှလုံးသားကိုပြောင်းလဲစေတယ်။ဘုရားသခင်ဟာသူ့ရဲ့ချက်ချင်းမြတ်တာကိုခံစားရစေတဲ့အခါမှာသူကသူ့ရဲ့ဖခင်ကိုပြန်လဲပြီးတော့ချက်ချင်းမြတ်တာပေးနိုင်တယ်။ဖခင်ကိုပြန်လဲပြီးတော့နှုတ်ကပတ်တော်ဝင်ငှနိုင်ခဲ့တယ်။အဲ့တော့လွန်ခဲ့တဲ့စနေနေ့ညကပဲသူ့ရဲ့ဖခင်ဟာသူနဲ့လုံးဝတည်တည်ချာချာမတွေ့ခဲ့ဘူးတဲ့စကားကောင်းကောင်းမပြောခဲ့ဘူးတဲ့ဖခင်ဟာသခင်ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံသွားတယ်။ဘုရားနာမဘုန်းကြီးမင်္ဂလာရှိပါစေ။ အာမင်အဲ့တော့ဒီလိုမျိုးဖခင်မြစ်တောင်မခံစားခဲ့ဘူးတဲ့သူတယောက်ကဘာဖြစ်လို့များဖခင်တယောက်ကိုချစ်နိုင်ရတာလဲဘာဖြစ်လို့များတကယ်ကိုနှလုံးသားကိုနာကျင်စေခဲ့တဲ့အဝေးကိုထွက်ပြေးခဲ့တဲ့ဖခင်တယောက်ကိုချစ်နိုင်တယ်လဲဆိုတော့ကောင်းခင်ဖခင်ရဲ့မြတ်တာတော်ကိုနားလေသဘောပေါက်သွားလို့ဖြစ်တယ်အာမင်ဒီနေ့မှာနှလုံးသားနာကျင်နေတဲ့သူများဖခင်ဆိုတဲ့မေတ္တာကိုကောင်းကောင်းသဘောမပေါက်တဲ့သူတွေကိုဘုရားသခင်ကသူ့ရဲ့မေတ္တာကိုသင်ပေးမှဖြစ်တယ် အာမင်တခါတလေဖခင်မေတ္တာလို့ပြောလိုက်ပြီဆိုရင်ဘလို့ခံစားနေရလဲဆိုတော့မီးပြတ်တဲ့ညတွေလို့ပဲဘာမှမမြင်ရဘူးဒါပေမဲ့ဒီနေ့နားလေစေချင်တယ်တင်းရဲ့အတ္တတာထဲမှာဖခင်မေတ္တာနဲ့ပတ်သက်ပြီးတော့မှောင်မိုက်ညတွေကိုဖြတ်ကျော်ရတယ်ဆိုရင်ဒီနေ့ကောင်းခင်ဖခင်အတန်တော်ကိုနားထောင်ကြည့်ပါကျမပြောပြမယ်မှောင်နေတဲ့အချိန်မှာမမြင်ရပေမဲ့အတန်ကြားရတယ်။မှောင်နေတဲ့အချိန်မှာမမြင်ရပေမဲ့အတန်ကြားရတယ်။ တခါမီးပြတ်တဲ့အချိန်မှာကျမရဲ့သမီးလေးကမှောင်သွားတော့အရန်ကြောက်သွားတဲ့အခါမှာ မမီဒေဒီလို့လှမ်းပြီးတော့អော်တဲ့အခါမှာကျမကသမီးလေးကိုမမီဒီမှာရှိတယ်ဆိုတော့အချိန်မှာအတန်ပြုတ်ပေးလိုက်တဲ့အခါမှာကျမသမီးလေးရဲ့နှလုံးသားထဲမှာငြိမ်သက်သွားပြီးတော့မှအဲ့ဒီအမှောင်ဓုကသူ့ကိုပြန်လဲပြီးတော့ထိမ့်ချုပ်လို့မရတော့ဘဲနဲ့အမှောင်ဓုကိုစန့်ကျင်နိုင်တဲ့ခွန်အားရင်ဆိုင်နိုင်တဲ့ခွန်အားသူ့ရဲ့အတ္တဓာတ်ထဲမှာဖြစ်လာတယ်ဒီနေ့ဒီမှာ ဖခင်မေတ္တာနဲ့ပတ်သက်ပြီးတော့အမှောင်တုကြနေတဲ့သူတွေဖခင်ရဲ့အတန်တော်အားဖြင့်သင်ဟာအဲ့ဒီဖခင်မေတ္တာဆိုတဲ့အရာဘာလဲဆိုတော့ကိုသဘောပေါက်မဲ့နေဖြစ်တယ်အာမင်ဖခင်ကိုလက်ခုပ်တီးပြီးတော့ယေရှုတင်အောင်ယေရှုတင်အောင်အာမင်